သက်21နှစ်အရွယ်မှာမန္တလေးမစိုးရင်တည်းတည်းမှာပညာသင်နေတဲ့အချိန်ပဲမှာစတင်ပြီးတော့မှခံစားခဲ့ရမှာမန္တလေးမစိုးရင်တည်းတည်းမှာပညာသင်အချိန်ပဲမှာနောက်ဆုံးအထာတာလီနီကျန်းကို ဖြီဆူတော့မယ်ဆိုတဲ့အချိန်ပဲမှာဘိတ်ထဲကအောင်းလာတယ်ဘိတ်ထဲကအောင်းလာတယ်ဆိုတာနဲ့အဲဟိုးပဲစီလီစာဒီစီလီစာဟိုးစီလီစာဒီစီစာနဲ့ပညာကိုတင်ကြိုင်းတင်ကြိုင်းနဲ့နောက်ဆုံးတော့ဘိတ်ထဲမှာတော်တော်လေးကိုနေရခက်လို့အသားအည်တွေကလည်းပြောင်းလဲလာတဲ့အချိန်ပဲမှာ အတူနေတဲ့ငွေချင်းတွေက ပြောကြတယ်။ဟာငါရှင်ဒါဆိုတော့တတိကျွမ်းကျင်တဲ့ဆရာဝန်တွေပြမအဆင်ပြေမယ်ဆိုတဲ့သူတို့ပြောကြတဲ့အချိန်ပဲမှာဓမ္မစရိယနှစ်ကျမ်းပြီးပြီးအထာတလိနေတကျမ်းကျန်နေတဲ့အချိန်ပဲမှာအာဂျိုမန်တက်နဲ့အောင်အောင်မြင်မြင်နဲ့ဖြည့်ဆိုမယ်ဆိုတဲ့နောက်ဆုံးနှစ်ပဲလို့လှုပ်ထားတဲ့အချိန်ပဲမှာဒီဖိုက်ထက်ကအောင်းလာတဲ့ယောဂာနဲ့ဆရာဝန်ကိုပြပါတယ်အစဉ်များမှာအသေးအောင်အတဝါ ဖြစ်နေပြီးဒါဘီဘိုးရှိမရှိတော့စစ်ဆေးရမယ်လို့ဆိုပြီးတော့မှလောက်လိုက်ပါတယ်ဒါနဲ့ဘီဘိုးကိုစစ်ဆေးပါတယ်အဲ့ဒီမှာဘီဘိုးကအကောင့်600ကျော်ရှိပါတယ်အဲ့ဒါနဲ့ဘီဘိုးအကောင့်600ကျော်ရှိတဲ့အချိန်ပိုင်းမှာအဲတမားတော်ကဒီမှာတော့ဆက်မနေပါနဲ့ဆက်ပြီးတော့မှသတင်းမသုံးပါနဲ့အဲတက်တာတဲ့နေရာမှာပြန်ပြီးတော့မှသတင်းသုံးပါဆိုတော့မိခင်ကြောင်းဖြစ်တဲ့ဇာတိဝါဖြစ်တဲ့ဒီနွန်ချိုမျိုးနဲ့ငုတ်ကလေးကြောင်းမှာဆရာရင်းစင်မှာပြန်ပြီးတော့မှတော့သတင်းသုံးပါ အဲ့ချိန်သတင်းသုံးတဲ့ချိန်မှာတော်တော်လေးလေးစိတ်ဓာတ်ကျပါတယ်။အာလူပဲထွက်ရတော့မယ်လို့လူလူပဲထွက်တော့မယ်လို့လူတော်တော်လေးစိတ်ဓာတ်ကျလာပါ။ဒါနဲ့အဲဟိုစီလီစာဒီစီလီစာနဲ့ယောဂါလေးကတော့တက်တာလာတယ်။နည်းနည်းဟိုနာနာနေနေလည်းဖြစ်တော့တက်တာလာအချိန်မှာ2003ခုနှစ်မေလ25ရက်နေ့မှာအခုလက်ရှိသတင်းသုံးတဲ့တဖန်ကိန်းចောင်းကြီးကိုចောင်းတိုင်ဖုန်ကြီးအဖြစ်ဆိုပြီးတော့မြို့နယ်တန်ခါးနယ်ကအဖွဲ့အရွေးချယ်ပြီးတော့မှတင်ပြလိုက်ပါတယ်။အဲအချိန်မှာတော့ ဟိုဇွဲနဲ့တန်နေဆိုတဲ့ခါတော့တော်တော်လေးကောင်းလာပါတယ်တော်တော်လေးကောင်းလာတဲ့ချိန်မှမှအပြင်မဲ့ဒီတဖန်ကင်းကျောင်းကိုရောက်ရှိတဲ့ချိန်မှမှကျောင်းကြီးဟာလည်းကြီးစင်တဲ့ဖရားပဲရှိတယ်ကျောင်းကြီးမှာဘာမှမရှိဘူးခြိုက်ပိုက်ထားတဲ့ကျောင်းကြီးတစ်ကျောင်းပါနော်ကြီးစင်တဲ့ဖရားပဲရှိတဲ့ကျောင်းကိုပြန်ပြီးတော့မှတုံညာစားပြီးတော့မှစတီထောင်ရတဲ့ချိန်မှမှ2003မှာစတီထောင်လိုက်တယ်2006ဖြစ်တဲ့အခါကျတော့အသက်ရောက်အသက်ရောက်ကပြန်ပြီးတော့မှဖြစ်လာပြန်ဘီဘိုးရဲ့အကောင်ကြီးကလည်းတိုးလာတယ်တိုးလာတဲ့ချိန်မှမှ မန္တလေးမြို့ကိုရောက်တဲ့အချိန်မှာတောင်နန်းသာသနာပြုဆရာတော်ဦးတိုက်ခအကြောင်းကိုရောက်ရှိလာရောက်ရှိလာတော့ဒီမှာဆန်ယောက်ကုမ္ပဏီကဆ iam ဒေါ်ဆူဆူဦးနဲ့တွေ့တယ်တွေ့တဲ့အခါကျတော့ဆ iam ဒေါ်ဆူဦးနဲ့လည်းယဉ်နိတာလည်းမဟုတ်ဘူးတိတာလည်းမဟုတ်ဘူးဒီလိုပဲရည်ဆက်ဆုံလို့တွေ့ကြတယ်မှာဆ iam ဒေါ်ဆူဆူဦးကဘုန်းကြီးကိုရှာပါတယ်အစင်မရတဲ့အသားရည်တွေကလည်းအဲမဲမဲချောက်ချောက်နဲ့မဲမဲတူးတူးနဲ့ဘာယောဂါဖြစ်တာလဲပိန်ပိန်ချုံချုံနဲ့ပေါ့နော်အဲဖြစ်တဲ့အခါကျတော့ဒကမာကြီးလို့ဟိုအသေးအောင်အတဝါဘီဘိုးလို့ပြောတယ်ပေါ့အဲဘုန်းကြီးကလည်း စိတ်တကြအင်မတန်အားငယ်တဲ့အချိန်မှာအဲ့လိုဖြစ်ခဲ့တာပေါ့ဆမိုက်ဒေါ်စရီဦးကဘာပြောလဲဆိုတဲ့ကတော့ရှမ်းရုပ်ကုမ္ပဏီရဲ့အကြောင်းနဲ့ဒီဆမိုက်ဒေါက်တာဒေါက်ခင်ကြီးရဲ့ဟိုအကြောင်းလေးကိုပြောပြတဲ့ကတော့တော်တော်လေးစိတ်ဝင်စားတယ်အသက်ရောင်အတဝါဘီဘိုးဆိုတာတဲ့ဟိုလုံးဝပြောင်းအောင်ကုသလို့မရဘူးတဲ့လုံးဝပြောင်းအောင်ဆိုရင်တည်တဲ့အချိန်မှာပြောင်းမှာဆိုတော့အဲ့လိုစကားလေးကအမြဲတမ်းမှကြားနေတာပေါ့နော်။နောက်ယောဂလည်းခံစားရတာခုနှစ်နှစ်လောက်ခံစားခဲ့ရတဲ့ယောဂကြီး ခဏလေးယောဂခံစားရတဲ့ခါမှာတကယ်လက်လက်တွေလက်ခံစားနေရပြီအသားတွေဝါကျင်ချင်းနဲ့စားအသားတာလည်းမကောင်းစိတ်ဓာတ်ကလည်းကျအာနောက်မှလည်းတပည့်တွေကလည်းမွေးထားတပည့်တွေကလည်းကြီးကြီးထွထွမဖြစ်သေးနော်အဲအဲ့လိုနဲ့ပဲစိတ်ဓာတ်ကျတဲ့ခါတော့အာတလားလောက်နေတဲ့ခါကျတော့စမိုက်တော်ဆွေဦးကသတင်းသုံးတဲ့တပန်းငင်းကြောင်းရင်ရောက်ရှိလာခဲ့တာဟာအံ့ဩသွားတာဘုန်းကြီးကအံ့ဩသွားရောက်ရှိတဲ့ခါကျတော့ဘာလဲဆိုတော့လက်ထက်မှာအသင့်ပါလာတဲ့လက်ဖက်ချောင်းပေါ့နော်ဆေးလက်ဖက်ချောင်းနဲ့အဲပိုလန်ထုပ်လေးကိုပါလာတယ် ပို့လာပြီးတော့ဖုန်းဖေဟာဒီဟာလေးတော့ဒီလိုလေးတောင်းရမယ်ဖေဟာဒီလိုလေးတော့တောင်းရမယ်ဖေဟာလို့ဆိုတော့အဲကန့်ခဲပြီးတော့မှဖုန်းကြီးကအာရဝန်တာနဲ့ဟိုတောက်တာပေါ့တောက်တဲ့ကတုံးရဲတုံးရဲလေးရတာတောက်တယ်တောက်ပြီးတော့မှအေးစပွဲဘူးတွေကိုစပွဲပေါ်မှာတင်ထားတာပေါ့ပေါ်ဖုန်းကြီးကြောင်းဆိုတော့လူတွေအများကြီးလာကြတော့ဟာအစင်ဖေဟာအဲ့ဒီဆေးတွေမတောင်းနဲ့ဖေဟာတဲ့ဟိုတုံးပြန်မှုတွေကအများများတယ်ဖေဟာတဲ့လို့ပြောကြတာဟာဖုန်းကြီးကလည်းလွင်ပြေရတော့မယ်လို့လို့မတောင်းရမယ်လို့လို့အဲ့ဒီချိန်မှာတယ်လီဖုန်းကလည်းမရှိသေးအဲဒီဟိုဆက်ွယ်ပေးတဲ့ဆံမကြီးဒေါ်စရီဦးနဲ့ ဆက်သွယ်ဖို့ရလဲဖုံစကားပြောဖို့ကလည်းမရှိသေးတာရမှာလည်းမဟုတ်လွင်ပြရမှာလည်းမဟုတ်ဟိုလိုလိုဒီလိုလိုပြင်နေတဲ့အချိန်မှာအဲအဲ့ဒီမှာ non chuma cellular ဖုံးဆိုတာကမှဟိုတွားပြီးတော့မှမြို့ထဲတွားပြီးတော့မှတွားပြောရတာတွားပြောတော့မှဟိုဒကမာကြီးဒေါ်ဆွေဦးသူများတာဒီလိုပြောကြတယ်တုံ့ပြန်မှုကဘယ်လိုဖြစ်နေလဲဆိုတာအာဆက်တော့ဆက်တော့ပါဗျာတဲ့တပြည့်တော့ပြောခဲ့တယ်တပြည့်တော့ရှောက်ခဲ့တဲ့အတိုင်းပဲဆက်တော့ပါဗျာဆိုဆက်တော့ရင်တော့ရင်နဲ့တောက်လာခဲ့တယ်တောက်လာပြီးတော့မှယောဂါတော့တော်တော်လေးကိုတက်တာလာအသားကြီးလည်းဝါဝါဖြူလေးဖြစ်လာခဲ့အဲဖြစ်လာပြီးတဲ့အခါမှာနှထောင်နဲ့ ရှစ်ခုနှစ်မှာအဲ့ဒါမှဒီဆမိုင်းဒေါက်တာဒေါကင်ကြီးကနောင်ချိုမျိုးတဖာငိုင်းပရိုက်တာကိုရောက်ရှိလာခဲ့တယ်။ရောက်ရှိလာခဲ့တဲ့ကယောဂအခြေအနေကိုလည်းမေးမြန်းပြီးတဲ့အခါမှာဆမိုင်းရောက်ရှိလာချိန်မှာဒါလေးကိုတိုးတောင့်ဖို့ဆိုပြီးတော့မှဘုန်းကြီးကိုပြောလာခဲ့တာပေါ့။အဲဘုန်းကြီးကလည်းအဲတိုးလဲတိုးတောင့်တယ်။တိုးတောင့်ပြီးတော့မှဆမိုင်းရောက်ရှိလာချိန်မှာဘုန်းကြီးတို့ပညာသင်ကျောင်းဖွင့်လို့ဒီ၁၀တန်းတိကိုရှိနေပြီပေါ့။၁၀တန်းကျောင်းသားကျောင်းသူကလည်း၂၀လောက်ရှိနေပြီ။ အဲဆယ်တန်းကျောင်းသားကျောင်းသူတွေရှိနေပြီကိုရန်းတွေလည်းရှိနေပြီရှိနေပြီဆိုတဲ့အခါကျတော့ဆံမကြီးကအဲ့လိုပြီးဓာရီကိုတိုးပြီးတော့မှအဲတော့ပို့ဆိုတော့မှနုံနာလေးတွေကိုပြောခဲ့တာဘလို့လေးပြောခဲ့လဲဆိုတော့ဟိုဘော2008ခုနှစ်အော်တိုဘာလာ3ရက်နေ့ကနေမှာဒီနေ့အချိန်ထိပေါ့နော်ဒီဟိုနေ့နေ့မြန်ဆောင်၄၄၄လုံးကိုဒါတောက်တောက်တောက်နေရပေါ့နော်တောက်ပြီးတော့မှလောက်တဲ့အချိန်ပိုင်းမှာအခုဆိုရင်ဘုန်းကြီးဟာဘလို့အကျိုးတွေခံစားနေရပြီလဲဆိုရင်ဘုန်းကြီးရဲ့ခြေတော်ရင်းမှာ ကေဂျီရန်စာပြီးတော့မှတက္ကသိုလ်ဝင်နှန်းတိလူ400ကျော်ကိုဒါနေ့စဉ်တနေ့ထမင်းတုံထကြွေးပြီးတော့မှပညာသင်ကြားပေးနိုင်ပြီပေါ့နော်။နောက်သာသနာပြုလုပ်ငန်းနဲ့ပတ်သက်တော့ဘာလုပ်နိုင်ပြီလဲဆိုရင်နောင်ချုံမြို့နယ်မှာဓမ္မစကုသင်တန်းဌာနပေါင်း90နဲ့တုံဌာနရှိတယ်။ကျောင်းသားကျောင်းသူပေါင်း9200ရှိတယ်။အဲ့ဒီ9200လုံးကိုလည်းသူတို့ရဲ့စာအုပ်စာတမ်းခဲတမ်းကြည့်ကြရေးနေ့စဉ်ဒါတနင်္ဂနွေနေ့ရက်တိုင်းကိုကာတစီနဲ့ဒါတပည့်နှစ်ယောက်နဲ့ပတ်ပြီးတော့မှသင်ယူ ညွန်းနားနေတင်ရတဲ့ဟောက်တာဟောက်တလားမဟုတ်ဘူးလားဆိုတာနောင်ချိုမျိုးကအကျယ်ကြီးကိုတွားပြီးတော့မှတော်ကြံလမ်းကြားထဲမှာရေရေတင်းတင်းတွားခဲ့တယ်။တွားကြံမဲ့မှာနောက်မှာကြံခဲ့တဲ့ဘုန်းကြီးရဲ့အနီးနီတပည့်ရုံးဖွဲ့မှုတွေကအဲဒီနေရာတော့ဘုန်းမတွားတင်ပါဘူးခင်ဗျာ။ဟိုဟိုအသေးမှလည်းဒီလိုဖြစ်နေတယ်မတွားတင်ပါဘူးခင်ဗျာ။ဘုန်းကမတွားလို့မပြေဘူးတွားရမယ်။ဒါပေမဲ့ဘုန်းမှတွားရမယ်အင်အားတွေဆေးတွေရှိတယ်ဆိုတော့မှဟိုခီးပန်းတဲ့နေရာတော့ပို့ပြီးတော့မှပို့တော့တုံးတာတော့ရှိတယ်ပေါ့နော်။အဲဒီခါလေးဆိုရင်ပြည်နယ်ဓမ္မစကုကိစ္စနဲ့ မူဆယ်တို့ကိုခိုင်တို့တိန်းညီတို့ဘက်ကိုခီးဆက်ရတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာဆိုရင်ဓမ္မစကူအတွင်မူပေါ့ထွတ်ထွတ်အတွင်မူတောင်အောင်ထန်းဆောင်တာပေါ့။ထန်းဆောင်ပြီးတော့မှဒီခီးကိုသွားချိန်မှမှာလဲဒါတွေကိုသွားတယ်။ဒါပေမဲ့အနီးနေတဲ့တပည့်တွေကတော့မသွားစီဘူးဖုံဖုံ။အာဖုံကြီးမဖုံအစင်မြအဖုံကြီးမသွားနဲ့ဖေဟာ။ မသွားလို့လည်းမဖြစ်ဘူးဒါပြင်မဲ့ဒါသမီးဖုံဖုံသွားမယ်ဒီမှာဖုံဒါတွေပါတယ်ဆိုပြီးတော့မှဖုံသွားခဲ့ပါတယ်နော်ဒီရှင်ဟုတ်ကုမ္ပဏီရဲ့ဂျေဇူးတရားတွေကြောင့်မလို့ဘုန်းကြီးတို့အသက်ရှင်ခွင့်ရခဲ့တာပါနော်အဲ့ဒီအသက်ရှင်ခွင့်ရခဲ့တဲ့ဟာကိုလည်းအလုံးတို့မြဝေခွင့်ရမယ်ဆိုတဲ့အချိန်မှာလည်းဘုန်းကြီးပို့ပြီးတော့မှအာရဝန္တာပီတိတွေဖြစ်မိပါတယ်နော်အဲအဲ့ဒီအကြောင်းမလို့ဘုန်းကြီးဆက်လက်ပြီးတော့မှလည်းဒါဟိုသာသနာပြုလုပ်ငန်းတွေကိုဆက်လက်စူးစမ်းအထောက်အထားပါမယ်လို့

always show up and make a statement. Everything I do, so instinctive and so passionate. Every word I move, so descriptive, like an adjective. I got a vendetta against people who patented being negative when you should be getting after it.